စာပေချင်းမြတ်နိုးသူများအားလုံးကိုကျမတို့ရဲ့အာစီတုတဆုံရတဆုံ channel မှပြန်လည်ကြိုဆိုလိုက်ပါရရှင်ကျမကနှင်းစီပါ ကျမဒီကနေ့ဖတ်ပြပေးချင်တာကဆရာကြီးမြမျိုးတွင်ရေးသားထားသော ရှီဟောင်းနှောင်းပြင်းများစောင်းပါအမှတ်15ပဲဖြစ်ပါရရှင်ကျမနဲ့အတူလိုက်ပါအားပေးနားဆင်ကြဖို့ဖိတ်ခေါ်ပါရစီစောင်းပါအမှတ်15 တညာလုံးမအေ့ရသေးခြင်းနှင့်စိတ်ရှုပ်ထွေးနေခြင်းတို့အတွေ့ယခုကဲ့သို့ဘီယာကလေးတောက်လိုက်ရသောအခါကြည်လင်လန်းဆန်းကရွှင်ရွှင်ပြပြဖြစ်လာပါသည်သူတို့သားအမိဝမ်းနဲ့ချောင်းနဲ့လှဲကူးမျိုးတနေရာရာမှာရှိမဲဆိုတာခမရဘလို့လုံးသိတယ်လေပါဟာဘာကြသွားကြတဲ့ကဒီစစ်မိကမြမပြီးနဲ့နီးပြီးဆိုပြီးသူတို့သားအမိကိုအဆအစာကြိုတင်ပြင်ဆင်ခိုင်းထားတယ် တဦးနဲ့တဦးမတွေ့နိုင်အောင် လာမခေါ်နိုင်အောင်ဖြစ်ရင်ဘယ်သွားကြမလဲမေးတော့ဝိုင်းနဲ့ချောင်းနဲ့လှဲကူမှာတော့ဆွေမျိုးအရင်းတို့ခင်မင်နာတွေရှိလို့အဲ့ဒီနှစ်နေရာကိုသွားကြမယ်ပြောထားဘူးလို့ပါပြည်ကူခေါ်လာခဲ့ရင်အကောင်းသားဗျာအချိန်မရဘူးဗျဖေဖေကဘုံတွေကြတော့သွားကြမယ်ဆိုပြီးချက်ချင်းထွက်လာတာကိုလိုက်ခဲ့ရတာကျုံယောင်သွားတဲ့အခါဘသူ့အိမ်မေးပြီးဘလို့ရှာရမလဲ စုံစမ်းရင်ရနိုင်တာပေါ့ဗျာဝါနှစ်ချောင်းဆိုတာအင်ဂျင်သိပ်မများပါဘူးလဲဖူးမျိုးကြပြန်တော့လဲတည်မင်းရင်ရနိုင်ပါတယ်ကဲဒါဖြင့်လားအငှားမော်တော်ရင်ကလဲရှာကြမယ်ဟုပြောလျက်လက်ကြံဘီယာကိုအပြောင်ရှင်းကြပြီးလင်တရုတ်ပြိုဘက်စားယုံအတွင်မှထွက်လာခဲ့ကြရပြန်ပါသည်တလန်းပြီးတလန်းကြော်ရင်အငှားမော်တော်ကရှာကြပါသည်အနောက်မှအရှိတို့တောင်မှမြောက်တို့အရှိမှအနောက်တို့မြောက်မှတောင်တို့ စသဖြင့်ချီခင်ရှက်သလိုပြည်မြို့ဤသွား၍လာ၍ရသမျှလမ်းများကို ရှောက်သွားကဟိုမေးဒီမေးနှင့်စုံစမ်းခြင်းပြုကြသည်မှာမြို့နှံ့သလောက်ရှိသွားပါသည်ရန်ကုန်မပြောနဲ့အင်းစိန်မီမိဟုံဟုံတောက်နေပြီဟုပြောသူကပြောပါသည်ဂျပန်လီယင်မြန်းတို့အတုံးလိုက်အတုံးလိုက်လာကမီးရထားလန်းတစ်လျှောက်ဆက်တနတ်တွင်နဲ့လိုက်ပြင့်နေကြ။မော်တော်ကားလန်းတံတားတွေကိုလည်းဘုံချပြီးချိုးပြင့်နေကြ။ရန်ကုန်နှင့်ပဲခူးကုန်းလန်းအဆက်အသွယ်မရအောင လဲကူးမျိုးကိုမီးလောင်ပုံကပောက်ကွဲပုံများပါချကဖြက်စည်းလိုက်ပြီးလို့လို့ဝါနဲ့ချောင်းနဲ့မိရထားဘူတာကိုအိမ်တွေပါပြကြကုန်ပြီလို့လို့သူတခွန်းငါတခွန်းပြောကြဆိုကြသည်ကိုလည်းတည်င်းအဖြစ်ကြားနေရပါသည်ရန်ကုန်နှင့်ပြည်မိရထားကိုမော်တော်ကားလမ်းမှာရစရာမရှိအောင်ပျက်စီးနေပြီးကိုကိုတိုင်းမြင်တွေ့ခဲ့တယ်လို့လို့ပြောသူကပြောပါသေးသည်အငှားမော်တော်ကားတဦးတလေကိုတွေ့ရ၌ဓာတ်စီမရှိ မရတို့ကအသွအပြန်အတွက်ရှာနိုင်ရင်လိုက်မည်ဟု ပြောသူကပြောသလိုဒီအချိန်ဒီအခါမျိုးဆိုတာတေမြင့်ကရင်နဲ့စွန်စားဝင်ရတဲ့ကိစ္စမှုအသွအပြန်ငွေ2000ပေးနိုင်ရင်ကမ္မတကာထားပြီးလိုက်တာပေါ့ဟုပြောသူကပြောပါသည်တခြားတဦးကမူစစ်ဖက်မှခွင့်ပြုသောမြို့ဝင်မြို့ထွက်လက်မှတ်များအပြည့်အစုံတောင်းခံယူဆောင်ခဲ့ရမည်မြည်သည့်အကြောင်းကြောင့်ဖြစ်စေမော်တော်ကားပျက်စီးဆုံးရှုံးသည်ဖြစ်စေအသိခံရသည်ဖြစ်စေရော်ကြီး3000ပေးရမည် ငွေကြိုတင်၍အာမခံသဘောမျိုးတင်ထားရမည်ဟုဆိုသောအခါနှစ်ယောက်သားတစ်ယောက်မျက်နှာကိုတစ်ယောက်လှန့်ကြည့်ရင်းမျက်လုံးပြူးသူကပြူးသွား၍ပဇာကြီးဟာကဟဲကနေတဲ့ပြင်းချသူကချကြရပါလေတော်သည်မလုတ်စဘာပေါ်မဟုတ်စကားပြောဆိုတာမျိုးဟုတ်ချင်လဲဟုတ်လိမ့်မယ်ကောလာဟာလာထင်ရမြင်ရရှောက်ပြောနေတာမျိုးလဲဖြစ်ချင်လဲဖြစ်နေမှာပဲဗျလိုင်းကြီးလေအောက်တောင်ကြီးဖွားအောက်ညီပြန့်ကျဲခရီးတဲ့အောက်မှု သွားရင်တော့ရောက်မှမှန်ပေမဲ့ကာတွန်းစရာဥပလာလေးရဲ့စောင်ဖို့အတိုင်းဆိုရင်လောကမှာဘာလုံလုံအရေးအကြီးဆုံးအချက်ကြီး၃ချက်ထိုအချက်များက၁ငွေ၂ငွေ၃ငွေဆိုတဲ့အတိုင်းချွင်ကနေမြည်တဲ့ငဝိုင်းလိုတာမှုချမ်းချမ်းမှငွေဘလောက်ရှိသေးလဲ400ထက်မပိုဘူးခမရမှာကောကျုပ်မှလည်းမန္တလေးအပြန်စီ200ကျော်ကျော်လေးပဲရှိတော့တယ်อืมနှစ်ယောက်သားအိမ်ပေါင်းတော့တစ်ထောင်မပြည့်ပါလား တထောင်ဝေးလို့အပြည့်အလွအရေးတက်မှာ900ကျော်လောက်ပဲရှိမယ်။ကြံစမ်းမအောင်ပြားကျွန်တော်စိတ်မချလို့ပါ။အငှားလိုက်မဲ့ကားများကလည်း2000တောင်းသူကတောင်း3000တောင်းသူကတောင်းဓာတ်ဆီရဖို့ကလည်းဘလို့အုံဖွားမန်းရမယ်မသိ။အရေးအကြီးဆုံးအချက်ကြီး3ချက်ကလည်း3ချက်ညီးဖို့နေနေသားသားတစ်ချက်တောင်းမညီနိုင်တဲ့အခြေအနေမှာမပြောချင်မေးတာကမှမကြိုက်နိုင်ဘူး။မနှောတွင်ဆွေးကရှိုက်ပါပေါ့။ ဆရာကြီးစိတ်တိုက်ပြီမလဲမရပါဆိုတဲ့ဥပကယဟန်ကြီးစာဝါကိုဆွဲလန်းပြီးငိုတဲ့အငိုမျိုးသာငိုလိုက်ဖို့ကောင်းတော့တယ်ဘလို့လှုပ်ပြီးဘလို့ကြံရမယ်ဆိုတာကိုမပြောတတ်နိုင်အောင်ဖြစ်နေပါပြီဗျာဟုပြောနေကြစဉ်ကိုချန်ထွန်းအားလိုက်ရှာနေသူတယောက်ဘွားကနေရောက်လာလေချန်ချန်စင်မောင်ဝဲသွားကြဖို့အားလုံးအစင်းသင်းဖြစ်နေပါပြီချန်ချန်ကိုစောင့်နေကြရတာမို့အမြန်ဆုံးလာပါတော့တဲ့ဟုခေါ်သဖြင့်ကြာရှည်ဆက်လက်ဆွေးနွေးပြန်အချိန်မရတော့ခြင်းကြောင့် စင်ပေါင်ဝဲသို့သွားခြင်းမှာစစ်ပီးကိုခိတ္တတင်းဆောင်ခြင်းမျိုးသာဖြစ်သည်ရန်ကုန်မြို့ကျသွားလျက်အုတ်ချိုရေးသည့်ရောက်ကြောင်းတည်င်းရကမိသားစုအားလုံးရန်ကုန်ပြန်ပြောင်းကြမည်ပြောင်းဖြစ်သည့်အခါရောက်လင်ရောက်ချင်းပပဝီရီတို့သားအမိကိုသွားရှာဖွေပါမည်ကိုလွင်လဲယခုသွားရှာရန်နှင့်ခေါ်ရန်အခက်ခဲနှင့်ရင်ဆိုင်နေရခြင်းကြောင့်မန္တလေးတို့သာပြန်မှရောက်သောအခါမန္တလေးတွင် နေသည်ဖြစ်စေစကိုင်းတောင်တွင်နေသည်ဖြစ်စေရန်ကုန်သွားလူကြုံများ ရန်ကုန်မှခိတ္တလာသောလူကြုံများမှတဆင့်သူတို့သားအမိကိစ္စအစစာအစဉ်ပြေအောင်ကြည့်ရှုစီမံပေးစီလိုကြောင်းမှားထားလျက်နှုတ်ဆက်ထွက်ခွာသွားသဖြင့်တဲအိမ်ဘက်သို့လျှောက်လာစဉ်ဆရာတကုံရွှေမြားကြီးလိုက်လာသည်နှင့်တွေ့ကနေမြင့်လာပြီဗျတနာရီထိုးတော်မယ်ခမရထမင်းစာနေမစိုးလို့လိုက်ရှာနေတာကြုံလဲစာလာပြီကောစာနေရောပေါ်ဆရာကျွန်တော်ကိုဒုက္ခခံဆောင်ရတာအာနာဇရာကြီးဧည့်သည်ကိုအိမ်သည်ကဆောင်ရတာတော့ဝိတရားပြီကလားဗျ ခမရကိစ္စတွေကို ပြီးပလားပြီးပါပြီဆရာဒါအဖြစ်ဘလို့ပြန်မလဲတောင်းရင်းကြီးအရောက်သွားပြီအဲ့ဒီကမှအစင်ပြေသူတို့ခရီးဆရာမှာပေါ့ဆရာညနေ3နာရီမှာတောင်းတွင်းကြီးထွက်မဲ့ခရီးသည်တင်ဘတ်စကားတစ်စင်းတွေ့လို့တယောက်လိုက်ဖို့ရလူလူမဲမဲပြောထားတယ်လိုက်ရင်အိမ်လားခေါ်နေမယ်လိုက်ပါမယ်ဆရာအစင်သင့်ဖြစ်ရတာကိုဝမ်းသာလိုက်တာဟုပြောလျက်နှစ်ယောက်သားလျှောက်လာခဲ့ကြရပါသည်အိမ်တို့ရောက်သောအခါ ရေမိုးချိုးစေခြင်း၊ထမင်းကြွေးမွေးခြင်းပြုပြီးသည့်နောက်ညနေ3နာရီထိုးရန်ကိုစောင့်ရင်းအလာဘတလာဘဆက်လက်ပြောဆိုနေကြရပါသည်။သူတို့လည်းဧည့်သည်ပြန်သည်နှင့်တပြိုင်နက်စင်ပေါင်ဝဲသို့သွားရန်အစဉ်သင့်ဖြစ်နေကြပါသည်။တညာလုံးသတင်းစုံအကြောင်းစုံပြောပြပြီးဖြစ်၍အထွေထွေထူးထူးပြောเสียရမရှိ။ကျေးဇူးတင်စကားသာရေလဲနှင့်ဖွက်ဖွက်နွဲ့နွဲ့ပြောနေစဉ်၃နာရီထိုးလူနီးသည်နှင့်တောင်တွင်းကြီးထွက်မိဘတ်စကားခရီးသည်ငပိသိမ့်ငချင်းသိမ့်ပြုတ်ကြံနေအောင်တင်လျက်ရောက်လာပါသည် ဆရာကုံရွှေမြားတို့နှင့်တည်ကျွမ်းသည်ဖြစ်၍ကားမောင်းသူကိုတိုင်အိမ်တဲသို့ဝင်လာကာရှေ့ကန်းတွင် သူနှင့်အတူထိုင်ရန်တနေရာစာချမ်းလာခဲ့ကြောင်းရိုးရိုးအချိန်ကာလဆိုလျှင်ရှေ့ကန်းတွင်ကားမောင်းသူနှင့်လူဘူနှစ်ယောက်ထိုင်ကြောင်းယခုအချိန်တွင်ခရီးသွားများမတင်နိုင်အောင်များပြားလွန်း၍ကားမောင်းသူအပြင်လေးယောက်တင်ရာကြောင်းရှေ့ကန်းကပေးရသည့်အတွက်တယောက်နှင့်ဝေးတစ်ဆက်ချမ်းနှုံးဖြစ်ကြောင်းပြောသည်ဖြင့်ဒီကားနဲ့မှမလိုက်ရင်တောင်တွင်းကြီးရောက်နိုင်စရာမမြင်တော့သဖြင့်ပေးပါမည်ဟုဖြေလိုက်ရပါသည် အမြင်နဲ့တကြက်ခွဲခရီးလမ်းကိုငွေ30တောင်တောင်းရပါမည်လားဟုဆရာရွှေမြားတို့ဇနီးမောင်နှံကစိတ်ဆိုးကျင်ကြပါသည်စစ်ကာလဤတရားပြတ်မှုများဖြစ်၍မူခါရွာနေသည့်အခါမူခါရီကိုတောက်ရမည်ဖြစ်ကြောင်းပြော၍နှစ်သိမ့်ရပါသေးသည်ထို့နောက်ဆရာရွှေမြားတို့ဇနီးမောင်နှံအားအထက်ထက်အပြန်းပြန်းနှုတ်ဆက်စကားပြောကြကာကားမောင်းသူနှင့်အတူလာစဉ်ကပါလာခဲ့သောအဝိအစားထည့်သည့်တည်ရလက်ဆွဲတစ်တာကလေးကိုယူလျက်ဘတ်စကားပေါ်သို့တက်ရာ သူတို့စနီးမောင်နှမကားပေါ်တွင်ထိုင်မိသည့်အထိလိုက်ပို့လျက်ကားထွက်လာမှပင်လက်တမြောက်မြောက်နှင့်မျောမှန်းကြည့်ရင်ကြံရင်နေခဲ့ကြပါသည်မလိုက်လင်းမဖြစ်၍သာ လိုက်ခဲ့ရသည်စိတ်တထင်ထင်နှလုံးမသားရသလိုရှိနေ၍အရဟံဂုံတော်ကို တွင်တွင်ယွရင်လိုက်ပါလာခဲ့ရပါသည်24ရောက်သာတင်ဝင့်ပြူသောဘတ်စကားမှာလူဦးရေ90နီးပါးစီးလာခဲ့ခြင်းကြောင့်တကြွကြွတကြွကြွမြည်ရင်ညွတ်နေပါသည် ဘယ်နေရာတွင်ဝင်ရိုးကျိုး၍ဘယ်နေရာတွင်ဖင်ထိုင်ရဲ့ပုံမျိုးကိုမတွေးဝင်ပါမြေပြန့်ဖြစ်သောရိုးရိုးကားလမ်းပေါ်တွင်တစုံတစ်ခုဖြစ်ကတက်တာသူတက်တာနှိုင်ခွင့်ရှိတော်လဲချောင်းကူးမြောင်းကူးများအတွက်လက်ရမ်းမရှိသောတံတားတစ်ခုခုတွင် မတော်တဆဖြစ်လိုက်ပါကအာလုံးဇီဝင်ကြွေမိအရေးအတွက်ရင်လေးပြင်းလေးရင်းနဲ့သာလိုက်ပါလာခဲ့ရပါသည်ဤတော့ကအတွက်ကိုတရားဟုတ်သည်ကြိတ်၍ပူနေစေကမူကြံခရီးသွားများမှာကား ပြည်မြို့မှထွက်ခဲ့ရသည်ပင်တေမင်းကတွင်မှလွမြောက်သောဘေးကင်း၍ရန်ရှင်းပြီဟုသဘောထားကြတဲ့ကဲ့သို့တယောက်တခွန်းစူညံနေအောင်စကားပြောကြရင်ရဲသူကရဲကြဲကြဲလောင်လောင်နှင့်လုတ်သူကလုတ်ကြနှင့်ဖျားပွဲတော်တစ်ခုခုသို့ အပြောအပါသွားသည့်သဘောမျိုးတက်ရောက်နေခြင်းကြောင့်အော်လူတွေလူတွေဖြစ်မှဖြစ်ရလေဟုသာတရားသဘောနှင့်တန်ဝေက ယူလိုက်ရပါတော့သည် မော်တော်ကားသည်မနိုင်ဝင်ကိုတဲကတဤဤတကြွကြီမြည်ရင်မြောက်အရက်သူမျက်နာမူလျက်တဖြည်းဖြည်းရွှေလျားလာခဲ့ရာမကြမီနဝင်းချောင်းကို ဖြတ်ကျော်လျက်ပြည်မြို့ဤနေနမိတ်ကထွက်ခွာတော့မည်ပြုခြင်းကြောင့်တချဲ့လေပြန်ကြည့်ကနေရတော်တရေခိတ္တရာယေဟုမနှောနှင့်နှုတ်ဆက်ရင်ရှေခီးကိုအာယုံပြောင်းလျက်ဆက်လက်လိုက်ပါလာခဲ့ရပြန်ပါသည်ပွဲသွားကြော့ကြော့ပွဲပြန်မုံမော်ဆိုတဲ့ကဲ့သို့ မန္တလေးကထွက်ခဲ့စဉ်ကပြည်မြို့ရောက်ရေးကိုသာ စိတ်စောသည်ဖြစ်၍လမ်းတစ်လျှောက်လုံးပျော်ပျော်ပါပါ ခရီးဆက်နိုင်ခဲ့လျက်တစ်ချက်တစ်ချက်တွင်သာမန္တလေးမှတော့ကမန္တလေးကအပူမန္တလေးမှစိုးရင်စရာစသည်တို့တည်င်ကပဟန်ခဏတစ်ဖြုတ်ဝင်လာက စကန်ပိုင်းမိနစ်ပိုင်းအတွင်းပျောက်ပြဲ့သွားခဲ့တော်လဲယခုပြည်မြို့မှမန္တလေးသို့ပြန်လာသော အခါတွင်မူကားပွဲပြန်မော့မော့ဖြစ်လျက် ပူစရာပင်စရာစိုးရင်စရာစိတ်မချစရာတွေတောင်ပုံရာပုံနှင့်နိုင်ပိုင်းအတွင်ပြန်ရောက်လို့သောဇောတို့ကလည်းတစ်ဖက်မှဆန္ဒပြင်းပြနေပါနေတော့သည်အရင်လိုလင်းအနှင်းဖြစ်စမြဲဆိုသည့်အတိုင်းမြန်မြန်ရောက်လို့ပါမှ မော်တော်ဘတ်စကားဘိန်းလိန်ပုံမှာနွားတက်၍မောင်းသောလှဲချမ်းကမှမြန်သည်သည်ထင်ရလောက်အောင်နှီးကွေးလေးကန်နေပါတော့သည် မနိုင်ဝင်ကိုထမ်း၍ခရီးချမ်းကိုဇူလှမ်းလိုသူဖြစ်နေခြင်းကြောင့်တအီအီဘိန်းလိန်နေသည်ကိုပင် အရသာဟုထင်သလားမသိကားမောင်းသူမှာအာတော့ကန်စိုးရင်ချင်းလည်းမရှိဝိရဇံရံမဲ့ဟူသောမြူလည်းမရှိခေမန်ဘေးလည်းမရှိ ဆိုတဲ့ကဲ့သို့ခန့်အီးအီးမောင်းရင်အိန္ဒြေရရရှိနေခြင်းကြောင့်ခီးတဲ့အာလုံးအတွေ့တယောက်တည်းကဒိုင်းခံပူနေရမည်အစားတပ်ပင်တက်တာကမ္မတကာသဘောထားလျက်စိတ်ကိုအေးချမ်းအောင်ကြိုးစားရပါတော့သည်ထို့ကြောင့်တိတ်ဆိတ်စွာနေလင်းပူပင်စရာအတွေးတွေဝင်မည် စကားတပြောပြောနဲ့လိုက်လင်ကားမိမိပျောက်ပျောက်နဲ့တက်တရာရမည်ဖြစ်ချင်းကြောင့်ကားစရာဟုခေါ်လိုက်ရခမားဟုပြန်ထုမှခရီးစဉ်ကတောင်းတွင်းကြီးတင်မဲ့လားမကွေးမြို့တို့ရင်းနှံချောင်းမြို့တို့ကိုကောသွားမယ်မကြံဘူးလားမကြံပါဘူးခမားဓာတ်စီကလည်းမလုံလောက်ပါ အခုတစ်ခေါက်အတွက်ကို တကားလန်းတကြခွဲတဘဲဝယ်ရတဲ့ဓာတ်စီဟာလက်သိထိုးစီတကားလန်း၁၀နှုတ်နဲ့ဝယ်လာခဲ့ရတာပါ တောင်တွင်းကြီးရောက်ရင်လည်းပြေဖက်ကိုတစ်ခေါက်ပြန်မတက်ဝင်တော့ပါဘူးကားကိုတစားစီပြုတ်ပြီးတောင်တွင်းကြီးမှာတိုးရဟွက်ရတော့မှာပါဘာပြုလို့လဲကိုလူရမတော်တဆစစ်တပ်ကဆွေးရင်ပါသွားမယ်မဟုတ်လားဘာမှလည်းမတက်နိုင်တဲ့အတူတူတစားစီပြုတ်သိမ်းမှသာကိုပစ္စည်းမဆုံးတော့မပေါ့တောင်တွင်းကြီးကိုဘယ်အချိန်လောက်ရောက်မလဲည7နာရီ7နာရီလောက်ပေါ့ဟာမိုးချုပ်နေပြီဒီထက်စော့ရအောင်မမောင်းနိုင်တော့ဘူးလား မြင်းမြင်းထင်းထင်းဆိုရင်အန်ဒီရဲ့များတယ်ညပင်မှောင်တဲ့မောင်းတော့မှစစ်တပ်ချောဆွဲတဲ့ဘေးကလွတ်မှာခကြီးကမနီးဘူးလားဘယ်နီးမလဲပြေကနေပြီးဒူးရင်ကဘိုးကိုရောက်ဖို့ကို22မိုင်ဝေးတယ်ပြီးတော့ပြက်လို့ကြံသေးတယ်ဘွကြီးတရားဖြတ်မိတော့တောင်အာလံမြို့ရောက်ခါရှိသေးအဲ့ဒီကရှေ့ဆက်သွားမှစကန်းနှစ်ခုသုံးခုကျော်ပြီးတောင်တွင်းကြီးရောက်မှာဩဒီလိုလားဒါဖြင့်စိတ်ချလက်ချတောင်တွင်းကြီးအိတ်ကြရမှာပေါ့ ရောက်တဲ့အချိန်သာအုံတော်ရကိုပို့ပြီးစမ်းမှာမောင်စိန်သွင်းတို့အိမ်ဝင်းအိမ်ရမှာပဲဟုပြောရင်တထေးဥညွန့်တို့မိသားစုနှင့်ဆရာရွှေမြားတို့မိသားစုစစ်ဘေးခိုလုံးမြစင်ပောင်ဝဲအကြောင်းနှင့်ခရီးစဉ်ကိုတိလို၍ဆက်လက်မေ့ကြည်ရာစင်ပောင်ဝဲသွားတာကတလန်းခမြကုံလန်းခရီးရှိပေမဲ့ကြောက်လန်းမဟုတ်ဘူးမြေမာလန်းလှဲလန်းသာသာမှုမော်တော်ကားနဲ့သွားရင်ရောက်တော့ရောက်ပါရဲ့ဒါပေမဲ့ကားနာတယ်အပြစ်အစီးရှိမယ်ရေလန်းကအရက်သားပင် မော်တော်ပုတ်တွေနဲ့ အေယာဝရီမြစ်ကသွားရင်ပိုပြီးအဆင်ပြေတယ်။ပြည်မျိုးက ထွက်ရကြတဲ့ကပေါက်ခေါင်းဘက်တလန်းအာလန်တောင်တွင်းတလန်းစင်ပေါင်းဝဲတလန်းတူလန်းနဲ့သူတခြားစီပါဟုပြောမှမတူကြောင်းသိရပေတော့သည်။ဘတ်စကားမှာဝင်းနှင့်အာမမျှတ၍တီးဤဘိန်းလိန်နေရသည့်အထက်တရုတ်ပြည်သားကုံအပြစ်တင်ထားသောထရက်ကားတန်းကြီးတစ်ချီတစ်ချီလာလိုက်လျင်လမ်းဘေးတွင်ဆင်းကရှောင်ပေးရသည်ကတမျိုးသူတို့တိုက်မိရင်ဒလိန်ကောင်ကြီးပါမသွားအောင်တတိထားရသည်ကတမဲဖြင့် စိတ်သက်သာရာရသည်မရှိဘဲနှင့်သာသွားပါများခရီးရောက်အဖြစ်ဖြင့်တဖြည်းဖြည်းခရီးနှင်ခဲ့ကြရပါတော့သည်24ရောက်စီခရီးတဲ့တင်ကားကို24ရောက်တင်းသည်ဖြင့်စကန်းတစ်ခုခုတွင်ခန္ဓာရန်နာကခရီးဆယ်ရန်အတွဲပြင်ဆင်သည့်အခါအလွဲတကူလူဆုံ၍အသင့်ဖြစ်လေမရှိဘဲဟိုလူဩခေါ်ရဒီလူငေါငန်းရနှင့်ရံမွေးကလေးတစ်ခုအဖြစ်မျိုးစူးစူးညံ့ညံ့စူစောင်းမှတော်ယုံရှိတတ်ရာတွင် ယခု24ရောက်စားကိုလူ90ခန့်တင်လာသောအခါပျော်မဆုံးပောင်းတော်သုံးတောင်းဆိုရလောက်အောင်တခါနားလဲနိုင်ဝက်ခန့်ကြအောင် လူစုမှ ခရီးဆက်ထွက်နိုင်ရန် လူစုံပေတော့သည်စုံလို့သာထွက်ခဲ့သည် သူ့နေရငါနေရစားသောနေရလူမှုအမျိုးအတွက်အော်ကြီးဟေကြီးစူလာညံလာရန်ဖြစ်မဆုံးမဲ့လိုက်ပါလာကြသည်မှလဲလမ်းတလျှောက်လုံးလိုပင် ဖြစ်နေပါလေတော့သည်လိုက်ခဲ့ရသည်မှလဲစိတ်ကလေးလေးမောင်းနှင်လာခဲ့သည်မှလဲတအီအီ ထိုင်ကုန်ကလည်းမကောင်းကားကတဆောင်နဲ့စောင့်ခြင်းကြောင့်ခါအောင်ခါပူရသည့်အထက်ခရီးသွားများဤလက်ပံပင်စရက်ကြဆူညံနေခြင်းများကနားပူကခါပူနားပူဒုက္ခဝေဒနာကိုရှုရင်းတဖြည်းဖြည်းနှင့်ဒုရင်ကဘိုးကိုဖြတ်ကျော်ကပြလို့ကိုလွန်လျက်ပွက်ကြီးတရားသို့ကြောက်လာပါလေတော့သည်အချိန်မှနေဝင်ဖြိုးပြဖြစ်ကမှောင်စပြိုးလာပါပြီတရားမှာ PWD လမ်းပယ်ဌာနက တော်တော်ခိုင်ခိုင်မာမာတောင့်တင်းအောင်စောင့်လုံထားဟန်တူတော်လဲကာလကြာမြင့်ပုံလက္ခဏာရှိသည်တကြောင်းအမာခံပေါ်တွင်ကြောက်လန့်ခင်း၍ကတ္တရာစီလောင်းထားခြင်းမျိုးမဟုတ်ပဲတောင့်တင်းသောဘောင်များခံ၍ဒုနှစ်လက်မှဗျက်လေးလက်မှရှိအင်သားများကိုခင်းလျက်မန္တာလီတန်တွေ့ထားခြင်းကြောင့်သွားယူသွားစင်သာသွားကြကပြည့်နိုင်စရာမရှိတော့လဲတရုတ်ပြည်သွားကုန်းတင်ထရက်ကားများကမရင်မတွေ့နိုင်အောင်တလက်ချမ်းမောင်းနှင်ဖြတ်ကျော်ထားခြင်းကြောင့် အခင်းပြင်းတွေချောင်းကားဥနှင်းပဲ့ထောင်းပဲ့နှင်းဥထောင်းဆိုသလိုဖြစ်လျက်တကြင်ချင်းတကြောင်ချောင်းအော်ဟင်ရင်အပြက်အစီများကိုသတိပေးနေရှာပါလေတော့သည်ထိုတရားကိုဖြတ်ကျော်သောအခါပတ်စကားမှချီချီနဲ့နဲ့ထောင်းကားလဲကအမျိုးမျိုးလှုပ်ရှားနေသော အခင်းပြင်းများများကိုတခုစီကြော်နင်း၍သွားရခြင်းကြောင့်ဆိုရင်ကြောင်ကြတတ်သူတယောက်သာအဝေးကလှမ်း၍ကြည်နေမိပါကရေပြင်းကျဲတစ်ခု၏လှိုင်းလုံးများပေါ်တွင် လင်းငယ်တစည်းမရှုနိုင်မကယ်နိုင်လှိုင်းမိကနင်းလိုက်မြင့်လိုက်စောင်းလိုက်တဲ့လိုက်ဖြစ်နေသည့်ပုံတရံမျိုးချွတ်ဆွတူနေမိမှာမှတ်ထင်နေရပါတော့သည်ဘတ်စကားစီခရီးသည်များလဲဘိန်းတစ်ပတ်လဲလိုက်ခရီးတစ်ခါတလိုက်ကားတစ်ခါစောင်းသွားလိုက်အမလေးအမလေးတလိုက်ပြန်ထောင်လာရင်က ရှေ့ဆိုင်သွားလိုက် အလိုလေးအလိုလေးអော်လိုက်ဖြင့်ကားဆရာကြည်လုံပါနော်အကုန်လုံးသေးချင်းဆိုးသေးကုန်ပါမယ်ဟုပြောသူကပြောသလို့ ဖြည့်ဖြည့်စရာရေးဖြည့်ဖြည့်လုတ်ပါဟု တောင်းမှန်သူက တောင်းမှန်လျက်ဘုံဘေးစစ်တနတ်ဘေးကလွတ်အောင်ပြေးလာပြီးမှကားမောက်လို့တော့ဖြင့်မတိပြရစီနဲ့အုံစရာရေးဟုသူတမျိုးငါတပုံပွက်လောလန်အောင်ပြောဆိုတောင်းမှန်ကြသောအခါကားစရာကစိတ်ဆိုးနေသလားမသိကားကိုစောင့်ဆောင်အောင်အောင်မောင်းရင်းကျွန်တော်လဲအသက်နဲ့ပါပဲဗျာကို့အသက်တော့ကို့ချစ်တဲ့သူကြီးကြီးပါပဲအလကားဒုက္ခရအောင်မောင်းမှမလားကြောက်လို့ပြောတာဆိုပေမဲ့လို့စင်စင်ဆာဆာကြောက်ကြမှာပေါ့ဟုတ် ဘူးမှုန်သဖြင့်ခရီးသွားများကမကျင်မနှက်ဖြစ်က လူချင်းတူဝိမဲ့အသက်ချင်းမတူဘူးဒရိုင်ဘာအသက်ကိုက300တာတန်းကုန်မဲငါတို့အသက်ကတောင်းနဲ့ချီတန်းတာတိုက်ပေါ်မှာနေတဲ့အသက်နဲ့တဲတွင်းနေတဲ့အသက်ဟာတခြားစီအသက်အသက်ဆိုတိုင်းတူတယ်ထင်မနေနဲ့စသဖြင့်တယောက်တစ်ဖက်အားလာကြသောအခါကားစရာနဲ့ဒေါ်ဖောင်းလာသလားမသိဘူး ဂီယာပြောင်း၍ခက်မြန်မြန်မောင်းသောကြောင့်ဆက်တန်းကိုတရားခင်းပြင်တွင်ချောင်းနေသောအတံမှစုပေါင်းပြီးဂျင်းချောင်းဂျင်းချောင်းစုညံနေအောင်မိကတရားကိုဖြတ်ကျော်သွားရင်းကတဖက်သောအဆုံတုံရောက်လျက်ကြောက်လန်းမော်သူမေးတင်လိုက်သည်နှင့်တပြိုင်နက်ရှေဘင်းတစ်ဖက်ပေါင်း၍နောက်ဝင်ရိုးကျိုးကလမ်းပေါ်တွင်ဖင်ထိုင်သောဘတ်စကားဘဝသို့ရောက်သွားပါလေတော့သည်ခရီးသည်များရုတ်ရုတ်တဲတဲဖြစ်ကကားဝေါ်မှ အလူအရဲ့စင်းသူကစင်းကြခုံချသူက ခုံချ အရေးရဲ့မှဒုက္ခပါပဲဟုညီးသူကညီးကြရင်ကတိလင်္ဍဇက်ကိုစတင်ခင်းမာလေတော့သည်အချိန်ကမလှရသည့်အထက်စစ်ဘေးစစ်တမ်းအတွင်မြမတပြည်လုံးမှောင်ချထားခြင်းလည်းဖြစ်သည် ကာစီကငွေ၁၀စီကလည်းကြိုတင်ပေးရသည်ဖြစ်ပြီးလက်လွန်နေပေပြီဘတ်စကားတို့ဤထုံနှန်းစင်လာအရာပြန်ပြေးယူထုံးစံလည်းမရှိပါပြီဘလို့လုတ်၍ဘလို့စီမံကဘလို့ခရီးစက်ကြမျိုးကိုအများဤစန္ဒသိရှိနိုင်ရန်နားဆွင့်လိုက်သောအခါခရီးသည်တို့ကတစ်ဖက် ဒရိုင်ဘာနှင့်စပယ်ယာတို့ကတစ်ဖက်အမေးအဖြေလို့ရမှတိကွင်ရသောအချက်အလက်တို့မှယနေ့ညဤနေရာတွင်အိပ်ရမည်။နောက်တနေ့နန်းနှင့်ကားယုံရမှပြည်သူပြန်၍ဝင်ရိုးအသည့်ဆက်ပြင်းစရာတို့ကိုခေါ်၍ပြန်လာကပြင်ဆင်မည်။ပောက်သွားသောဘိန်းကိုလည်းမနှက်ဖြန်းမှဖားမည်။တပက်ခါမှခရီးဆက်ထွက်နိုင်မည်။စောင့်နိုင်သူစောင့်၍မစောင့်နိုင်သူများကိုယ်တဘော အတိုင်းဖြစ်ကြောင်းခရီးဆက်ထွက်မိပြီးမှတစုံတရာဖြစ်လျင်ကားကငွေပြန်ပေးရာရုံထုံးစံမဟုတ်ကြောင်းပြက်ပြက်တန်းတားပင်သိရပေတော့သည်။ ထို့ကြောင့်ဒီဇလန်ဒီစခန်းတွင်တည်ရင်မန္တလေးသို့မြန်မြန်ပြန်ရောက်ရေးမှစက်သစ်စမှသာဖြစ်နိုင်တော်မူအတွက်ဘွယ်ကြီးတရားတွင်ညအိမ်မီအစားအာလံမြို့သို့အရောက်သွားခြင်းသာအစီအစဉ်အစဉ်ပြေနိုင်စရာရှိသဖြင့်အပေါ်ရှာသောအခါကံအားလျောစွာဖြစ်သလိုနီးနှင့်လိုက်မဲ့သူ၃ယောက်ရခြင်းကြောင့်တဦးကိုတဦးအသာလက်တို့၍ထွက်လာခဲ့ကြရပြန်မှသည်အားလုံးကိုအတိမပေးဘဲယခုကဲ့သို့၃လေးဦးလက်တို့ထွက်လာခြင်းမှာတကူကောင်းကြံခြင်းမျိုးစံတော်လဲ တာဝန်ယူနိုင်သောနေရာဒေသပြုစုစောင့်ရှောက်နိုင်သော အချိန်ကာလနေရာထိုင်ခင်းစီမံပေးနိုင်သောဌာနမဟုတ်ယုံသာမကကိုယ်တိုင်ပင်ဘဲတောင်တင်၍ဘဲကန့်ဆိုင်မီမခန့်မှန်းနိုင်ခြင်းကြောင့်ကိုမချီအမိတော်လဲတားတော်ခဲဆိုသောစကားအတိုင်းစိတ်တွင်မကောင်းလှပဲနဲ့ကြော်ခိုင်းခဲ့ရခြင်းဖြစ်ပါသည်အဖော်များမှာခီးလန်းပန်းနှင့်အာလံမြို့အကြောင်းကိုတည်သူများဖြစ်၍စိတ်အေးသွားရပါသည်ဝင်းစည်းစလဲများများပါကြသူများမဟုတ်၍ခီးကိုခတ်တွင်တွင်နှင်နိုင်ခဲ့ကြပါသည် အာလံမြို့နှင့်တမိုင်လောက်အလိုသို့ရောက်သောအခါမြင်းလဲတစည်းတွေ့သဖြင့်ငှားရမ်းစီးသွားကြပါသည်ဘွေကြီးတရားနှင့်အာလံမြို့မှနီးလာသောခရီးမဟုတ်သဖြင့်အချင်းတော်တော်ကြာအောင်ရှောက်မိကြမှ မြင်းလဲကိုတွေ့ရခြင်းဖြစ်ရာလက်ပတ်နိုင်ရီကို ကြီးလိုက်သောအခါည၈နိုင်ရီခွဲအချင်းတို့ရောက်နေကြောင်းသိရပါသည်မြင်းလဲစရာအာလံကိုဘဆန်တည်သလားဘေးကိုဘဆန်လေခမရတည်င်းစာဂျာနယ်မဂဇင်းဝိတ္ထုစာအုပ်တွေကိုရောင်းတဲ့ကိုဘဆန် ။ဩသိပါတယ်ကိုဖဆန်ကတော့မရှိတော့ဘူးဆုံးပြီ။သူဇနီးသခင်မခင်ခင်ကဆက်လက်လှုပ်လှုပ်နေပါတယ်။သခင်မခင်ခင်မြို့ပေါ်ရှိသေးရဲ့လား။ရွှေတယ်ပြောင်းတယ်များမကြမိဘူးလား။ညဏ်ကြီးကတော့တွေ့သေးတာပဲ။ရွှေမှာပြောင်းမှာတော့ကျွန်တော်မပြောတတ်ဘူး။ဒါဖြင့်အာလန်ရောက်တဲ့အခါကျုပ်ကိုသူ့အိမ်ပို့ပေးပါဟုပြောလျက်လိုက်ခဲ့ရကအချိန်15မိနစ်လောက်လာမီသောအခါတခင်မခင်ခင်တို့အိမ်သို့ရောက်ပါနေတော်သည် လေချောင်းအချက်ပေးကင်းများဆောင်လျက်မှောင်ချထားခြင်းကြောင့်အာလံမျိုးလဲမှောင်အတိပင်ဖြစ်နေပါသည်။အိမ်ရှိတွင်မြင်းလဲရက်မိသောအခါမြင်းလဲဆရာကခေါ်ပေးပါသည်။အိမ်တွင်မှ၃၄ဦးထွက်လာကြလျက်မြည်သူမြည်ဝါဖြစ်သည်ကိုမေးရင်မှမန္တလေးကမြမျိုးလင်ဖြစ်ကြောင်းပြည်မြို့သို့လာရာကတောင်တွင်းကြီးအသွာလမ်းခရီးတွင်ကားပြက်သဖြင့်တော်လန်ခရီးတွင်မအိတ်ဝင်ရအာလံသို့အရောက်လာခဲ့ခြင်းဖြစ်ကြောင်းမနေ့ပြန်မှခရီးဆက်နိုင်ပြီဖြစ်သဖြင့် ယနေ့တညတဲခုဝင်ပြုစီလူเจ้าမေတ္တာရက်ခံရာဝန်တာအာရလိုလိုချင်းချင်းခရီးဥโจပြုကြလျက်တညမဟုတ်ပါဘနှစ်ရက်ဘနှစ်ညနေနေနေနိုင်ပါသည်ဆရာကိုတွေ့ကျင်နေကြရာမမျော်လင့်မဲတွေ့ရသည့်အတွက်အားတဲ့ဘာเจ้าတို့ပြောကအိမ်တွင်သို့ဝင်ရန်ခေါ်ခြင်းကြောင့်အတူလာခဲ့သောအဖော်များအားနှုတ်ဆက်ကမြင်းလှဲပေါ်မှဆင်းနေခဲ့ရပေတော့သည်ရှုမဝရုပ်စုံမဂ္ဂဇင်းဩဂုတ်1980ဖြစ်ပါလေရှင် ကျေးဇူးတင်ပါတယ်ရှင်။ကျမယခုဖတ်ပြပေးခဲ့သောဆရာကြီးမြမျိုးလင်ရေးသားထားသည့်ရှေဟောင်းနှောင်းပြင်းများစောင်းပါအမှတ်15ဒီမာရင်ပြီးဆုံးပါပြီရှင်။ကျမနဲ့အတူအဆုံးထိလိုက်ပါအားပေးနားဆင်ခဲ့ကြသောစာပေချင်းမြတ်နှုသူများအားလုံးဘေးကင်းလုံခြုံကြပါပါစေ။နောက်ထပ်အခန်းစစ်များနှင့်အတူပညာပေးသုတရတစောင်းပါများနှင့်တရုတ်ဝက်ဆိုင်ကျယ်ဝိတုများကိုလည်းတင်ဆက်ပေးသွားမှာဖြစ်လို့ကျမတို့ရဲ့ channel လေးကိုလည်း like and subscribe ပြုလုပ်ပေးကြဖို့မမေ့ပါနဲ့နော်။ ကျမကနှင်းစီပါရှင်